မေဟောင်းဆောင်ကနေတာပန်းတွေထိုင်းနဲ့ကရင်နီနယ်စပ်မြို့လေးနားမှာရှိတဲ့ပန်းကင်းအစပိုင်းကတောင်နေကြရိုင်းတွေကိုဒေသခံတွေက ရှင်းလို့မကုန်လို့စိတ်ညစ်နေကြတာတရက် Instagram ကဆယ်လီတယောက်ရောက်လာပြီးဓာတ်ပုံရိုက်သွားရကနေထိုင်းတနိုင်ငံလုံးနဲ့ကမ္ဘာရရက်ကလူတွေလာကြတော့တာပဲ ဒီနေကြခင်းကအဲ့ဒီနာကရွာလေးတွေကိုခရီးသွားလုပ်ငန်းနဲ့အဆင်ပြေရောမဟုတ်တော့ပဲမဲဟောင်းဆောင်တပြည်နယ်လုံးခရီးသွားလုပ်ငန်းကိုမြင့်တက်စေတာပါညာတော်အပြင်ခရီးသွားတွေကမဲဟောင်းဆောင်ဆိုရင်ပိုင်မြို့အထိပဲသွားကြတာပါအခြားမြို့တွေတောရဲတောင်တွေသွားလဲတဲ့သူနည်းတယ်ချင်းမိုင်ဒိုင်းအင်ဒလန်နာလဲပြီးရင်ပြန်ကြတယ် မင်းဟောင်းဆောင်မြို့မှာတော့အရင်ရက်တွေကခြောက်ကက်နေပေမဲ့ဒီလိုပန်းတွေပွင့်ရက်ဆိုမြို့ကန်တွေပြန်လာကြတယ်။ခီးသွားတွေဝင်လာကြတယ်။ပန်းခင်းရှိတဲ့ခုံရံမြို့ဆိုပန်းပွင့်ချိန်ဆိုတဲခုခန်းအပြည့်စားတော့ဆိုင်မှာလူအပြည့်နဲ့စီကားချိန်ပါ။ခုံရံကမဲဆဲနဲ့နေဆဲမြို့ပန်းခင်းနေရာသွားတဲ့ရွာတွေမှာတဲခုခန်းတွေပေါ်လာတယ်။ရွက်ပြင်တဲတွေထိုးဖို့နေရာတွေလုပ်ပေးတယ်။ အများသောအင်တာတွေစီစဉ်ပေးထားတယ်။ဒေသခံတွေက ကော်ဖီဆိုင်၊တဲခိုခန်းနဲ့ဒေသအတွက်အသီးနှံတွေအမတ်တရားပစ္စည်းတွေရောင်းပြီးဝင်ဝေရှာကြတယ်။ဒီချိန်ဆိုရင်မေဟောင်ဆောင်ပက်လန်ပတ်တဲဆိုင်ကယ်သမားတွေလာနေကြပြီ။တနေ့ကပြန်လာတော့ဆိုင်ကယ်တွေအော်တိုက်ပဲ။ထိုင်းဆိုင်ကယ်သမားတွေကဆိုင်ကယ်အကြီးကြီးအုပ်စုတွေရှိသလို125လို့အသေးလေးတွေနဲ့လည်းခီးထွက်ကြတယ်။ ။ဆံကယ်ကအဓိကမဟုတ်ဘူးခီးထွက်ခြင်းစေကအဓိကလို့ပြောနေတယ်လို့ပါပဲ။အခုအချိန်ကမိုးမရွာတော့ဘဲတိမ်ပင်လေရှိတဲ့အချိန်။တောင်နေကြတဲ့တိမ်တွေတိုးရာထိုင်ကြည့်။ကောင်းကင်အပြာကြီးကိုငေးမောမေအောင်ဆောင်အာရီဗီကာကော်ဖီလေးတောက်ရင်းတချင်းနာထောင်လို့ကောင်းတဲ့အချိန်။ကြောင်ကြောင်အလှပတွေရေတခွန်တွေဂူတွေ တိမ်ပင်လေတွေသွားကြည့်ရင်တော့မေဟောင်ဆောင်ကအလှဆုံးလို့ပြောပြစီထင်အောင်ကြောဖက်ရှုတင်ဆက်သူစိတ်မြများစဉ်ဦးချင်းမင်းတို့အချိန်ပေးနိုင်စင်မှုအတွက် essence reader မှာကျေးဇူးတင်ရှိပါတယ်ရှင်